ဝက်ချန်သမားတွေနဲ့အစီပြန်တဲ့လူတွေအတွက်အရန်ဟုကိုအဆင်ပြေနိုင်တယ်ဒီ cost of ha နေထုတ်ထားတယ်ဒီ salicylic 4%ဗီဒီယိုအကြောင်းလေးကိုတော်တော်ပြပြပေးမယ်။သူကဆေးတစ်ခုလိုမျိုးကိုအစွမ်းတယ်။ဒါပေမဲ့သုံးတဲ့အချိန်ကြာရင် active ingredient ဖြစ်တယ်ပြီးတော့ percentage က4%ဖြစ်နေရဖြစ်တဲ့အတွက်ဒီ video အဆုံးထိတော့ကြည့်ဖို့လိုလိမ့်မယ် instruction ကောင်းကောင်းလိုအပ်တယ်ကောင်းတယ်ဆိုပြီးလိမ့်လိုက်တာနဲ့အစင်မပြေဘူးဆိုရင် irritation ရနိုင်တယ်အားအကြောင်းတော့ရဲ့ဒီ video ကိုဘယ်လိုနီးမှန်လမ်းမှန်သုံးမလဲဆိုတော့အဆုံးထိကြည့်ပေးဖို့လိုပါတယ် မင်္ဂလာပါဒေါက်တာယူရီပါအလှပရေးအစီအစဉ်ဖြစ်ပါတယ်ကျွန်တော်ဆယ်လီဆယ်လေးအကြောင်းပြောရလိုက်အောင်ဆယ်လီဆယ်လေးဆိုတာကဘာလဲသူကကြောက်တော့ lipid soluble exfoliant အမျိုးအစားဖြစ်တယ်တို့တို့အစီပြင်းနာများတာအကြောင်းတချို့လူတွေမှာစီပံရဲ့ quality ကျသွားပြီးရောချွေးပေါက်ပိတ်သွားတာအစီထုံလုံးများတာဝက်ခြံတွေအထိဖြစ်သွားတဲ့ဟာတွေကိုသူဒီ inflammation လေးတွေကိုလည်းနဲ့ချပြီးတော့ဒီချွေးပေါက်လေးတွေကိုပြန်ပွင့်စေတဲ့အာနိသင်ကြောင့်တချို့ဟာလေးတွေဆိုပြန်ပြီးတော့ချက်သွားပြီးရောအဆင်ပြေတယ်ဆိုတော့ uh, result လေးကိုကောင်းကောင်းရထားတယ် reputation အရင်ကောင်းတယ်အဲ chemical exfoliant မျိုးစားဖြစ်တယ်ပေါ့ salicylic acid ကအဲ့တော့ကျွန်တော်တို့ကဒီ salicylic ကနေပြီးတော့ဒီ exfoliation အာနိသင်လေးတွေ pigmentation လေးတွေအဲဒီဝတ်ချံထွက်ပြီးလို့ကြံခဲ့တဲ့ pigmentation လေးတွေကိုလည်းဒီကနေပြီးတော့ကျွန်တော်တို့မျှော်လင့်လို့ရနိုင်တယ်ပြီးတော့နောက်တစ်ခုကသူကကြောက်တော့အစီပြန်နှုံးကိုလည်းသူကထိန်းပေးနိုင်တဲ့အထက်မှာပါတယ်အဲ့ဆိုရင်သူကဘယ်သူတွေအသုံးလို့ရလဲ နံပါတ်၁ချက်ကကျတော့တို့ဒီ acne မှာတို့ဒီနားလေးဆိုရင် acne မျိုးစားဒီ type 1လိုမျိုးဖြစ်တဲ့ဒီ white hair black hair အဲ့လိုမျိုးမျိုးစားတွေထဲမှာဆိုရင်သုံးလို့ရတယ်ဖြစ်တဲ့နေရာလေးတွေကိုပဲသုံးတာမျိုးပေါ့နောက်တစ်ခုကကျတော့ဒီအစီဘူးလေးဆိုရင်လည်းပဲဘေးနားကနည်းနည်းလေး redness ရနေတဲ့အနေအထားလောက်ထိဆိုရင်လည်းပဲသူကအဆင်ပြေတဲ့ထဲမှာပါသေးရဲ့နောက်တစ်ခုကကျတော့ဒီချွေးပေါက်ကကျတော့ဒီအစီပျော် glands ကြီးတာမို့လို့ဒီချွေးပေါက်ကျတဲ့လူတွေအတွက်ဆိုရင်ဒီဆက်လေးဆက်လေးကအရင်ဆင်ပြေတဲ့ထဲမှာပါတယ် ။ဘာဖြစ်လဲဆိုတော့ तू က y control ကိုပြန်လုပ်ပေးတာဖြစ်တဲ့အတော့ဒီချွေးပေါက်ကျဲတဲ့ဟာပြန်ပြီးတော့ရွှင်သွားနိုင်တယ်။ဒီနေရာမှာဒါတာပြောချင်တာ dry skin သမားတွေချွေးပေါက်ကျဲတဲ့ဟာကိုဒါတာပြောတာမဟုတ်ဘူးเนาะ။ dry skin သမားတွေတော့ကကြတော့ဒါဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး။ပို့ပြီးတော့ dry ဖြစ်သွားစေတဲ့ဘက်ကိုပဲရောက်သွားနိုင်တယ်။အဲ့တော့ချွေးပေါက်ကျဲတယ်ဆိုတာနဲ့ဟိုကိုအဲအဲ့ဒီခါကြီးကိုသဘောကျပြီးတော့ doja skin type အကုန်လုံးနေတုံးနေမှာဆိုလို့ဒါတာမှားချင်တာဖြစ်တယ်။ပြီးတော့နောက်တစ်ခုကကြတော့အဲသူကဒီ ခုနအရှိမပြောခဲ့တဲ့အတိုင်းပဲ post acne mark တွေမဲပြီးတော့ဂျန်ခဲ့တဲ့ဟာတွေတော့ကိုလည်းရမ်းစင်ပြေတယ်။အဲ့တော့ရတို့ဒီ ingredient breakdown လေးကိုပြန်သွားမယ်ဆိုရင်ခုနပြောတဲ့အတိုင်းပဲ salicylic foundation ပါတဲ့ဖြစ်တဲ့အတွက်ဒါ main သွားထားတဲ့ exfoliation ကိုအဓိကလုပ်ပေးတယ်။ရတို့ဒီအဟဟို anti acne agent အနေနဲ့လည်းတို့တင်စားပြီးတော့ခေါ်တယ်။အဲ့ဒီထဲမှာနောက်တစ်ခုနာ ceramide က2%ဒီပါလောက်ပါတယ်။ဒါတော့မြင်အားကြတော့ဒါ white control အတွက်ထည့်ထားတာမဟုတ်ဘူး။ skin barrier ကို strengthening ဖြစ်အောင်အတွက် hydration လေးနည်းနေရအောင် တွက်သူ support လုပ်ပေးထားတယ်လို့တော့ဒါမြင်တယ်ပြီးတော့ irritation နဲ့အောင်အတွက် aloe vera extract တွေကိုသူထည့်ထားတာကိုတွေ့ရတယ်ပြီးတော့တော့ green tea extract ထည့်ထားတယ်ပြီးတော့ shooting and combination ရဖို့အတွက်ကိုလည်းပဲအဲသူ botanical complex လေးကိုတုံးထားတာတွေ့ ဆိုတော့ဒီ ingredient အကုန်လုံးကို summarize ပြန်လုပ်ကြည့်ရဆိုရင်တော့ main အနေနဲ့သွားတာက salicylic acid ပဲဒါပေမဲ့အဲ့ဒီ salicylic acid ကိုအာနိသင်ကောင်းကောင်းရအောင် salicylic acid ရဲ့ဖြစ်စေတဲ့ consequence တွေမကောင်းတဲ့ဟာတွေကိုတတ်နိုင်ဆုံး short ချအောင်အတွက်ဒီ soothing နေ calming နေတခြား ingredient တွေနဲ့ထည့်ပေါင်းထားရလို့တော့ဒါကမြင်တယ်ပေါ့နော်ဆိုတော့သူ့ရဲ့ combination ကကြာတော့အဆင်ပြေတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒီဟာကလူတိုင်းသုံးလို့ရလားအာအဆင်ပြေလားဆိုတော့လူတိုင်း ဆိုပြီးတော့သုံးလို့မရဘူးသူဒီ oily skin တမား combination skin တမားတွေအတွက်အဆင်ပြေတယ် normal လဲ okay သေးတယ်ဒါပေမဲ့ dry skin တမားတွေ sensitive skin တမားတွေတော့တော်တိုက်တော်မူကိုယ့်ရဲ့ skin ကိုပဲပြန်ပြီးတော့ barrier ပြန်ကောင်းအောင်ပဲအရင်မွေးပါလို့ဒါတော့ပြောချင်တယ် okay အဲ့ဆိုရင်သူတို့ဟိုဖယ်လိုက်တော့မယ် ဒါဆိုရင်ဟို normal တွေ combination skin သမားတွေအာပြီးတော့ oily skin သမားတွေ acne prone skin သမားတွေသုံးမယ်ဆိုရင်တော့ဒါဆိုနေတိုင်းလင်းလို့ရလားဆိုတော့မဟုတ်ဘူးသူဒီ4%ဖြစ်တာဖြစ်တယ်ညီတော်တို့နည်းနည်း give side ကိုလို့ရတယ်အာ data application strategy လေးတစ်ခုပြောပြမယ်ပေါ့နော်အာဖြစ်နိုင်လေဆိုရင်တော့ဒီ serum လေးကို serum step မှာပေါ့နော်တပတ်ကိုတစ်ချိန်လောက်ပဲရင်စကြည့်ရခြင်းနဲ့စတဲ့အချိန်မှာဆိုရင်လည်းပဲအာကိုကဒီဖြစ်တဲ့နေရာလေးကိုပဲအဓိကပေါ့နော်အာဒီ lesion လေးပုံမှာပဲအရင်လိမ့်စေ ချင်တယ်ဟိုလိုမျိုးတပြင်းလုံးအဲ့လိုမျိုးကြီးမလိမ့်စေချင်သေးဘူးပေါ့နော်ဆိုတော့ပထမတပတ်မှာမှတစ်ချိန်လောက်ပဲအရင်စစေချင်တယ်အဲ့တော့ oily skin သမားတွေကကြတော့သူတို့က dryness ကိုအရင်ခံစားမိမှာမဟုတ်ဘူးအဲ့လိုမျိုးဆိုရင်တော့တပတ်ကိုနှစ်ချိန်လောက်ထိကိုသူတို့တိုးလို့ရနိုင်တယ်ပြီးတော့နောက်တစ်ခုကကြတော့ normal skin သမားကိုကြောက်တော့ကြောက်တပတ်ကိုတစ်ချိန်လောက်ထိကိုပဲသွားစေချင်တယ်ဒီလိုပဲ leashing လေးကိုပဲဖြစ်နေတဲ့နေရာလေးကိုပဲအဲလိမ့်တာမျိုးပေါ့နော်အဆင်ပြေရဆိုတဲ့အချိန်ကြမှာတပြင်းလုံးပေါ့တပြင်းလုံးကိုစလိမ့်တာမျိုးလုပ်လို့ရတယ်အဲ့တော့ တတိထားမှာဒီသူဒီဖြစ်နေတဲ့နေရာဒီမျက်နှာတွေမှာအရေရထူတဲ့နေရာမှာရေမှာဘယ်လိမ့်မှာဒီနှခမ်းနားတွေဒီဘေးတွေနားတွေ အဒီမျက်လုံးအောက်ဒီနာမှာသွားလိမ့်တဲ့အချိန်ကြာရင်ဆိုတော်တော်သတိထားဖို့လိုလိမ့်မယ်အတက်နိုင်ဆိုအဲ့ဒီနေရာလေးကိုလိုက်မထိပါနဲ့ဒါလေးတွေကအရင်ပါတဲ့နေရာလေးဖြစ်တဲ့အတွက်အဟာလီ queue site ပါအဲ့တော့ maintenance အနေနဲ့ကောဒါကိုဆက်သွားလို့ရလားဆိုရင်ဆက်သွားလို့ရတယ်ဟိုအစီအရင်ပြန်တဲ့လူတွေ wash and acne prone သမားတွေဒီဆိုရင်သူဒီ3ရက်ချာတစ်ခါ3ရက်ချာတစ်ခါလောက်ထိဟိုကိုအဲ့လိုမျိုးခက်ဆိတ်ဆိတ်သွားလို့ရတယ်ဒါပေမဲ့နေတိုင်းတော့မသုံးစီချင်ဘူးဘာလို့ဆိုတော့ဆက်လီဆက်လီ4%ဖြစ်တာမို့လို့ဆိုတော့ဒီအရာကဒီ4%ကိုနေတိုင်း ုံးတယ်ဆိုရင် arrive မလေးတွေရတယ်ညီပြီးတော့အထွက်တာမျိုးလေးရှိတယ်အဲ့တော့ဒီဟာကကျွန်တော်တို့ဒီအများဆုံးအဲဒီသုံးသုံးရချာတစ်ခါလောက်ပဲသွားမယ် normal ဆိုရင်တော့တပတ်ကိုတစ်ချိန်လောက်ကိုပဲဒါတို့ maintenance အနေနဲ့ဝင်စီချင်တယ်ပေါ့နော်အဲ့တော့ဒါကိုဘယ်လိုသုံးရမလဲဆိုရင်တော့ကျွန်တော်တို့က အထူးသဖြင့်ညဘက်ကိုပဲသုံးစီခြင်းနဲ့ညပြီးညဘက်ကိုပဲစသုံးစီခြင်းနဲ့မနောက်ဘက်ကိုတော့မတင်စီခြင်းသေးဘူးပေါ့နော်ဒါပေမဲ့ညဘက်မှာသုံးထားရဆိုပေမဲ့လည်းမနေ့မှာနောက်နေ့ရက်ကိုအပြင်သွားတယ်ဆိုရင်ရအောင်ဆန်ချွေလိုက်ပါပြီးတော့ physical sun protection view site ပါ master ပါအုတ်ထုတ်ဆောင်ပါဆန်ချွေတခုလည်းနဲ့မလုံလောက်ဘူးနော်ဘာဖြစ်လို့လဲဒီဆလီဆလစ်လေးဆိုရင်ဒါဒီ photo sensitivity reaction ရှိတယ်ညမှာလိမ့်နေရဆိုပေမဲ့24 hour လောက်က skin ကို priming လုပ်ထားတယ်လို့မဖြစ်တာဖြစ်တယ်တော့နောက်ရက်ဒီမှာဆိုရင်ကိုက view မဆိုင်ဘူးဒီတိုင်းမဲ့ရှောက်ရှောက်သွားပါညဘာမှအုတ်ထုတ်လည်းမဆောင် glass limiter sensor နဲ့မလိမ်ဆိုရင်ညိုတာမျိုးလေးတွေဖြစ်တတ်တယ်အဲ့ဒါလေးနည်းနည်းကြည့်ဆိုင်ပါ sun protection အရင်ရေးကြည့်တယ်ပြီးတော့နောက်တစ်ခုကကြတော့ဘသူတွေသုံးလို့မရဘူးလေဆိုရင်တော့တကယ်လို့တော့ကိုယ်စီမှာ active eczema ရရနေတယ်အာပြီးတော့ dermatitis တွေနှင်းကူတွေပြီးတော့နောက်တစ်ခုကအရေပြားကြောက်ရွံ့တဲ့ရောဂါတွေမျိုး ရှိရဆိုရင်တော့မသုံးစေချင်ဘူးပြီးတော့အရေးပြားက barrier က weak ဖြစ်တယ်ဆိုရင်လည်းပဲတော့မသုံးစေချင်ဘူးပြီးရင်နောက်တစ်ခုကဒီ isotretinoin ဝက်ချံအရန်ချင်နေဆိုလို့ဆရာဝန်တွေက isotretinoin တောက်ထားတဲ့လူရှိတယ်အဲ့လိုမျိုးနေထားဆိုရင်တော့ကိုယ်တော်ပေါ်နဲ့ကိုယ်သုံးတာမျိုးတော့မလုပ်စေချင်ဘူးပြီးတော့ strong retinoids တွေသုံးနေရမျိုးရှိတယ် retinol မဟုတ်နော် retinoids သုံးနေရမျိုးလေးရှိတယ်ဆရာဝန်ရဲ့ prescription ကအဲ့လိုမျိုးဆိုရင်တော့လည်းမသုံးစေချင်ဘူးအာ benzoyl peroxide တွေပါတွေသုံးနေရလူနဲ့ဆိုရင်တော့ဆရာဝန်နဲ့ ကိုပြားဆရာဝန်နဲ့အရင် consult လုပ်တာမျိုးလုပ်ပေးပါအဲ့တော့တခြား serum တွေနဲ့သုံးလို့ရသလားဆိုရင်တော့ဒေါက်တာဟာဖြစ်နိုင်တယ်ဆိုရင် retinol ရော AHA ရော BHA တို့တခြား step တွေမှာ BHA ပဲပါရောထည့်တာအဲ့လိုမျိုးတွေတော့ဒေါက်တာမလုပ်စေချင်ဘူး AHA တို့ retinol တို့သုံးတယ်ကိုယ့်ကိုယ်အရင် expert ဖြစ်နေလို့ skin ကအဆင်ပြေနေပြီ active ingredient တွေနဲ့ရင်းနှီးနေတယ်ဆိုရင်တော့မှ disalicylic 4%ကိုထည့်ကျင်တယ်ဆိုရင်တခြားနေရာမှာထည့်ဥပမာမနက်ကိုခွဲထုတ်ပြက်လာညဘက်ကိုဒါထည့်တာမျိုးအဲ့လိုမျိုးပုံစံလေးနဲ့ပဲလုပ်စေချင်တယ်အဲ့တော့ဒါကကျတော့ BHA ထဲမှာပါတာဖြစ်တွေ့တွေ့တကယ် ို့ကိုယ့်ရဲ့ step တွေမှာဥပမာမျက်နှာသစ်ဆေးလို့ထုံနာတို့ထဲမှာအဲဆလီဆလစ်တွေလိုမျိုးပါနေရဆိုရင်တော့တကယ်လို့ဒီဟာကိုသုံးဖက်စဉ်းစားနေဆိုရင်တော့ general step တွေမှာ active ingredient ကိုဖြုတ်တာမျိုးတော့ဒါလုပ်စေချင်တယ်။အဟာလေးကိုတော့တတိထားပါနောက်ပိုင်းမှာကိုယ့်ဟောကို tolerance ရလာပြီဆိုမှဖြည်းဖြည်းချင်းထက်သေးပေါ့နော်။အဟာလေးပြီးတော့ pregnancy safe ဖြစ်လာဆိုတော့အာဒါကတော့ pregnancy မှာမသုံးစေချင်ဘူးအဟာလေးကိုတော့တတိထားစေချင်တယ်အဲ့တော့ purging နဲ့ irritation ရနိုင်လားဆိုရင်တော့ purging ဖြစ်နိုင်တယ်ဘာလို့ဆိုတော့ ဆက်စလေး essay ဖြစ်နေလို့ပါ temporarily ဖားခြင်းဖြစ်စီတယ်အဲ့တော့နှစ်ပတ်ကနေလေးပတ်အတွင်းမှာ web channel တွေအသစ်ထွက်လာမျိုးလေးဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ exfoliant အာနီတင်လောက်တာဖြစ်တဲ့အတွက်အထက်ကဟာလေးတွေအပြင်ကိုထွက်လာတာမျိုးပေါ့နော်အဲ့တော့တခြား side fat တွေကနေရကကြာ overuse လုပ်တဲ့ချိန်ကြရင်ဆိုရင်လည်းね dryness ရတယ်အရေပြား၆တာမျိုးလေးတွေဖြစ်နိုင်တယ်အဲပြီးတော့ဖက်ကွာလေးတွေစစ်စစ်စစ်အဆပြင်းပြင်းဖြစ်တာမျိုးလေးဖြစ်နိုင်တယ်ဆိုတော့တကယ်လို့သူကနှစ်ပတ်လေးပတ်ထဲမှာအဆင်ပြေ များသောအားဖြင့်နှစ်ပတ်လေးပတ်ထဲမှာအဆင်ပြေသွားတာများတယ်တမိုရလီပါချင်းဖြစ်တာကြတော့အာတကယ်လို့အဲ့ဒီဟာတဲ့ကြော်လာပြီဆိုရင်တော့ ဆက်ပြီးတော့မသုံးစေချင်ဘူး product ကိုရပ်စေချင်တယ်ဆိုတော့အဲ့တော့ဘယ်အချိန်မှအဲ့ဆိုရင် product တော့သုံးရမှာမလဲဆိုရင်တော့ပထမအဦးဆုံးစတင်လိုက်တဲ့ရက်မှာအရင်ပူပြီးတော့စက်တာမျိုးတွေဖြစ်တယ်ဆိုရင်တော့အဲဆန်သုံးနဲ့အဲပြီးတော့နောက်တစ်ခုကအဆင်ပြေရဆိုရင်တော့ဆက်သုံးပေါ့ပြီးတော့နောက်တစ်ခုကကြတော့အာကိုကတဖြည်းဖြည်းပူ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 ပြီးတော့ control လုပ်လို့မရဘဲပူ၆လာတယ်ဘာညာဆိုရင်လည်းဒါတော့ဆက်မသုံးစေချင်ဘူးပေါ့နော်ဆိုတော့ အခုဒီဗီဒီယိုမှာကကြတော့ဒါဒီ product ကို salicylic acid အကြောင်းကိုအလောက်ကြီးနှိုက်နှိုက်ချွတ်ချွတ်ပြောတယ်ဆိုတာကကြတော့များသောအားဖြင့်အာဒါငါ watchan တမားအတွက် watchan သွတ်တာတဲ့ဒီ serum လေးအရင်ကောက်နေရော့ in သုံးဆိုပြီးတော့ဒီလောက်ထက်ဆိုင်ရင်နိမ့်မှန်နမ့်မှန်နဲ့သုံးတယ်ဒါရဟာကိုနားထောင်တယ်။အော်ငါဒီလိုလေးသုံးရင်တော့ဒီလောက်ဒီလိုဒီလေးအကျိုးရှိသွားပါလားဆိုတာကိုရစေချင်လား။ cost ဘာဟာက သူကတော်တော်ကောင်းတဲ့ product ထင်မှာပါတယ်အားအကြောင်းဒီဟာလေးကိုဆေးလေးသဘောအနေနဲ့ဒါကိုကနီးမှန်လမ်းမယ်ထဲ့နိုင်တယ်သုံးနိုင်တယ်ဆိုရင်တော်တော်စင်ပြေရဲ့ထင်မှာပါတယ်အဲ့တော့ဒီဗီဒီယိုကတော်တော်လေး informative ဖြစ်မယ်လို့တော့ထင်တယ်။သုံးနည်းနေလေးပြောသွားပါသား။ဘာတွေ use ရမလဲပဲပြောသွားရဲ။ application strategy ပါတော့တော်တော်ဖြတ်ဖြတ်သွားတယ်။ဆိုတော့အများကြီးကြိုးရှိမယ်လို့မျှော်လင့်ပါတယ်။